Hello everyone, I am teacher Tantanya. Today I will teach you grade 9 English Unit 5 Lesson 4. I think it's fantastic. <music> Learning outcomes. After this lesson, you will get to know, talk about Myanmar singing contents, talk about ြောကြရအောင်လေမြန်မာ singing contest မြန်မာတခြင်းပွဲတော်တွေအကြောင်းကိုကျွန်တော်ပြောရအောင်ပေါ့နော် write a paragraph about a popular singing contest in myanmar write ရေးပေးပါ paragraph တစ်ခုပေါ့နော် about a popular singing contest in myanmar မြန်မာပြည်ရဲ့တခြင်း live show တစ်ခုအကြောင်းကိုကျွန်တော်ရေးတက်လာမှာဖြစ်ပါတယ်အဲ့တော့ lesson 4 i think it fantastic ငါချင်းနဲ့ဒါကရန်ပြောစရာကောင်းမယ်လို့တဲ့ identify opinion and facts ဒီမှာဆိုရင်တော့ကျတို့ကအဓိကဘာနဲ့ဘာနဲ့ကိုခွဲခွဲခြားခြားသိစီချင်တာလဲဆိုရင်တဲ့ opinion ထင်မြင်ယူဆချက်ပေးမှာနဲ့ကိုယ့်ရဲ့ယူဆချက်ကိုပြောမှာနဲ့ fact အချက်အလက်နဲ့မတူဘူးဆိုတာကိုဒီမှာသူက ရှင်းပြမှာပဲဖြစ်ပါတယ်เนาะဒီဘိုင်းကတော့ကျွန်တော် writing ဘိုင်းကိုရောက်သွားပါပြီเนาะ lesson 4ကိုရောက်လာပြီဆိုတော့ဟုတ်ပြီအဲ့တော့ FACT fact ဆိုတာဘာလဲအချက်လက်ဆိုတာဘာလဲကျွန်တော်လေ့လာကြည့်အောင် effect effect ဆိုတာဟာ is a thing အရာဝတ္ထုတစ်ခု that is known or proved တည်ပြီးသားအရာအကြောင်းအရာတစ်ခုပေါ့နော်။အော်ဒါမှမဟုတ် proof သက်သေပြထားပြီးသားအကြောင်းအရာ to be true မှန်ကန်တယ်လို့သက်သေပြထားတဲ့အကြောင်းအရာသို့မဟုတ်မှန်ကန်တယ်ဆိုတာကိုတည်ပြီးသားအကြောင်းအရာတွေကိုဖော်ပြရင်အဲ့ဒါကိုကျွန်တော် fact လို့ခေါ်ပါတယ်။ example အဖြစ် rock music rock guitar မျိုးစားက originated စဉ်းစားလာပါတယ်မူလပထမကတော့ in the united states in the early 1950s ဒါကတော့စတဲ့ကကျွန်တော် 1950s united states ကနေပြီးတော့စတယ်ဆိုတာကိုအချက်လက်အနေနဲ့ဖော်ပြထားတာဖြစ်ပါတယ်ဒါသည် fat amuser ဖြစ်ပါတယ် ်ဟုတ်ပါပြီဒါဆို opinion ကပါလဲကျွန်တော်ဆက်လေ့လာရအောင် an opinion is an idea အတွေးစိတ်ကူးသို့မဟုတ် feeling ခံစားမှု about something တစုံတရာပေါ်မှာတချို့ရဲ့အတွေးသို့မဟုတ်တချို့ရဲ့ခံစားမှုအဲ့ဒါကိုလည်းတချို့က opinion လို့ခေါ်ပါတယ်တဲ့အဲ့ဒါမြားအဖြစ်ဆိုရင် i think rock music is the best rock music ကအကောင်းဆုံးပဲလို့ငါထင်တယ်ဒါမျိုးပေါ့နော်မတူပါဘူးနော် fact နဲ့ opinion ကို identify လုပ်တတ်ဖို့လိုပါတယ် Number 1 read each statement အောက်ကဖော်ပြချက်တစ်ခုစီကိုဖတ်ပါတဲ့ပြီးရင် and decide ဆုံးဖြတ်ပေးပါ whether it is fact or an opinion fact ကိုဖော်ပြထားတာလားသို့မဟုတ် opinion လားဆိုတာကိုကျွန်တော်ခွဲပေးရမှာပါ Number 1 music can be soft or loud music ဒီတာတန်နေရတဲ့ can be soft or loud တူတူလေးလည်းဖြစ်နိုင်တယ်နူးညံ့တာလည်းဖြစ်နိုင်တယ် loud ကြဲလောင်တာလည်းဖြစ်နိုင်တယ်ဒါဒီ teacher ရဲ့ထင်မြင်ယူဆချက်ဖြစ်ပါတယ်ဒါကြောင့် teacher က opinion လို့ဖြည့်ပေးထားပါတယ် Number 2 I think the skyline looks very grand. သူကတော့ထင်ပါတယ် I think ဆိုတာပါနေပြီလေ။ဒါဆိုကျင်းသေးတယ်ဒါဒီလည်းပဲ opinion မှာပဲသူရဲ့ထင်မြင်ယူဆချက်ကို Number 3 the guitar and the violin are string instruments. Guitar နဲ့ violin တရောဟာ string instrument တိုးတက်တူရီယာဖြစ်ပါတယ်။ဒါကကြတော့ကျတို့အချက်အလက်ပါเนาะအစတည်းကဒါ guitar က violin က string instrument မျိုးစားလို့ယူဆထားပြီးယူဆထားတာမဟုတ်ပါဘူး။ဖော်ပြထားပြီးသားသိပြီးသားပါเนาะဒါကြောင့်မလို့ဒါကတော့ fact ဖြစ်ပါတယ်။ Number 4 playing the harmonica is fun. ကဲဒါဒီလည်းပဲကျွန်တော်ကဘာလို့ fun ဖြစ်တယ်လို့ယူဆတဲ့လူတွေအတွက်တာ fan ဖြစ်တာလေးเนาะမကြိုက်တဲ့လူတွေအတွက်ဆိုဒါကမကောင်းဘူးလို့ပြောမှာပဲဒါကြောင့်ဒါဒီလဲ opinion ပဲဖြစ်ပါတယ် number 5 the myanmar harp is a classical musical instrument မြန်မာဆောင်းဟာ classical musical instrument တစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်တော် fact ဖြစ်ပါတယ်အကြောင်းအရာပိုင်းမှာเนาะလုံးဝကိုဖော်ပြထားတာပါမြန်မာဆောင်းဟာ classical musical instrument ဖြစ်တယ်ဆိုတာကိုဖော်ပြထားပြီးသားပါเนาะဒါကြောင့်မို့ဒီချက်ကဒါကိုတော့ fact လို့ဖြေပေးထားပါတယ် number 2 right whether each number sentence in a fat or an opinion ဒါလည်းကျွန်တော်ဘယ်ကက fat လဲ first လား opinion လားဆိုတော့ကျွန်တော်ဖြေပေးရုံပါပဲဒါပေမဲ့သူကတော့ဒီမှာကျွန်တော် paragraph like လေးပေးထားတာအဲ့တော့သူက number 1ကိုကြည့်အောင်နော် i think all people love artist i listen to music and watch film in my spare time i think all people love artist i think သူထင်ပါတယ် all people လူတိုင်းဟာ love artist ဒီတော့အမှုပညာကိုနှစ်သက်လိုက်မယ်လို့ထင်ပါတယ်အဲ့တော့ number 1က i think ပါတယ်လေသူလည်းဖြေပေးပြီးသားပါ number 1လေးကတော့ opinion ပါနော် အဲ့တော့ I listen to music တချင်းနာထောင်တဲ့ watch film in my spare time သူရဲ့အားလက်ချိန်တွေမှာတချင်းနာထောင်တဲ့ရုပ်ရှင်တွေကြည့်ပါတယ်။ Number 2ကျွန်တော်ဖြေရမှာပါနော်။ကြည့်အောင် Amanda အဲ့ဒါကြီးကြားမှာပါ။ The artist I like best is Win Woo အဲ့ထဲရမှာသူကြိုက်နှစ်သက်တဲ့အဆိုတော့အမှုပညာရှင်ကတော့ Win Woo ဖြစ်ပါတယ်။ဒါကလည်းသူ့ရဲ့ဘာပါလဲဆိုရင်သူကြိုက်တာလေးနော်။ သူများတွေကကြိုက်စင်မှကြိုက်ပါဒါကြောင့်မို့ဒါဒီလဲပဲ opinion ပဲဖြစ်ပါတယ် number 3 he was born on 13 march 1935သူကိုတော့1935 march 13ရက်မှာမွေးပါတယ်ဒါကတော့သူ့ရဲ့မွေးရက်ပါတခြားလူကထင်မြင်လို့မရအောင်အတိအကျပြောမှရတာပါဒါကတော့ fact ဖြစ်ပါတယ်နော် he was an actor actor တယောက်ဖြစ်တယ်လို့ singer လည်းဖြစ်တယ် director လည်းဖြစ်တယ် writer လည်းဖြစ်တယ် and publisher လည်းဖြစ်ပါတယ်တဲ့ဝင်ဦးပါနော် one of his songs i like best is this ah တဲ့နော် ဝင်းဦးရဲ့တခြင်းတွေကသူ့ကျမ်းနှစ်သက်ဆုံးတခြင်းကတော့တစ္ဆာပါ written by မြို့မငင်းမြို့မငင်းရေးတဲ့တစ္ဆာတခြင်းပါ he was one of the most famous actor in the history of myanmar cinema ဝင်းဦးဟာမြန်မာ cinema မြန်မာရုပ်ရှင် history သမိုင်းမှာ famous actor ဖြစ်ရှားတဲ့တယောက်ဆောင်တယောက်ဖြစ်ပါတယ် he won numerous myanmar academy awards for his excellent performance သူ့ရဲ့ excellent performance တွေတယောက်ဆောင်မှုတွေရန်ကောင်းတဲ့တယောက်ဆောင်မှုတွေအတွက်မြန်မာ academy ဆုတွေလည်းအများကြီးရခဲ့ပါတယ်တဲ့ before he won the best leading actor awards two time သူကတော့တဲ့အဓိကအမျိုးသားသရုပ်ဆောင်ဆုကိုနှစ်ကြိမ်ရခဲ့ပါတယ် for song aimat in 1967 song aimat ဇာတ်ကားနဲ့1969ခုမှာတကြိမ် and for မုံရွှေရီ in 1970 1980မှာမုံရွှေရီဇာတ်ကားနဲ့တကြိမ်နှစ်ကြိမ်ရခဲ့ပါတယ်ဒါကတော့အချိန်တိတိကျကျနဲ့ဖော်ပြထားတဲ့သူတကယ်ရရှိခဲ့တဲ့စုတွေဖြစ်တဲ့အတွက် opinion မဟုတ်ပါဘူး number 4 the fact ပါ နံပါတ်5ကတော့ in my opinion နဲ့ answer ပါနေပါပြီ opinion သူ့ရဲ့ထင်မြင်ယူဆချက်ကတော့ these films were absolutely fantastic ဒီဇုတ်ရှင်ဇာတ်ကားတွေကအရင်ကောင်းပါတယ်အရင်စိတ်ကျင်နေစရာကောင်းတယ်ဒါကြောင့်မို့လို့ number 5ရဲ့ answer လေးကတော့ opinion ပဲဖြစ်ပါတယ်။ I will never get bored with them ။ဒါတွေကြည့်ရတာသူဘယ်တော့မှ မပြင်းပါဘူး။မငြင်းငွေ့သွားပဲလို့မရှိပါဘူးပဲเนาะ။အဲတော့ number 3ကိုသွားရအောင်။ Write your own thoughts and opinion on the topic below အောက်မှာပေးထားတဲ့ခေါင်းစဉ်အရအဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့ facts ကိုလည်း own facts ရေးပြရမယ် opinion ကိုပါတစ်ခါရေးပြပါတဲ့ write only one sentence for each facts and opinion first အခုအတွက် one sentence opinion တစ်ခုအတွက်လည်း one sentence ပဲရေးပြရပါမယ်အရင်ဆုံး my favorite thing ကဒီချက်က summary ဖြည့်ပေးထားပါတယ် favorite thing ကနဲ့ပတ်သက်ပြီးတော့ဒီချက်က facts ကတော့ဘာကိုဖော်ပြထားလဲဆိုရင် Mila Tansen is famous for her acoustic cover songs မေလာတန်ဆင်က cover songs တွေတည်ဆိုတဲ့နေရာမှာအရန်ကောင်းတယ်ဒါကတော့သူဒီ cover song တွေစုခဲ့တာပါဆဆိုရဲ cover song ဆိုရဲဒါကြောင့်မလို့ဒါဒီ fat ဖြစ်ပါတယ်အဲ့တော့မှတစ်ချက်ကမေလာတန်ဆင်နဲ့ပတ်သက်တဲ့ opinion ရေးချင်ရင်တော့ my favorite singer is မေလာတန်ဆင်လို့ရေးလိုက်ပါဒါဆိုရင်တော့ favorite singer မေလာတန်ဆင်ဟာတစ်ချက်ရဲ့ favorite singer ဖြစ်ပေမဲ့တအားသူမျိုးရဲ့ singer ဖြစ်ချင်မှဖြစ်မယ်လေတစ်ချက်အတွက်ပဲမှန်တာပါဒါကြောင့်ဒါဒီ opinion ပါနော် နံပါတ်2ကသူကဘာကြောင့်ရေးစီတင်တာလဲဆိုရင် a popular rock band in Myanmar မြန်မာရဲ့ popular ထင်ရှားကြကြ rock guitar အဖွဲ့အဲ့ဒီချက်က fat အနေနဲ့ဒီလိုလေးဖြည့်ပြီးထားပါတယ် i cry is a rock band in Myanmar found by le phu myu ji a nge another well known singer i cross the guitar အဖွဲ့ဟာမြန်မာပြည်မှာရှိတဲ့ le phu တို့မျိုးကြီးအငယ်အငယ်တို့အပြင် နောက်ထပ် well known လူသိများပြီးထင်ရှားတဲ့အဆိုတော်တွေပါဝင်တဲ့ဂီတာအဖွဲ့တစ်ခုဖြစ်ပါတယ်ဒါဒီ fat ပါเนาะ ဲ့တော့အဲ့ဒါအမှတစ်ချက်က opinion ပြောင်းရေးခြင်းရယ် my favorite rock band in myanmar is iron cross လို့ဖြည့်ပေးလို့ရပါတယ် the song i like best ကျွန်တော်ကြိုက်ဆုံးသချင်းနဲ့ပတ်သက်လို့ first ကတော့တစ်ချက်လူလေးဖြည့်ပေးထားပါတယ် the song a me a is about a mother love a me a သချင်းဟာမိခင်တရားရဲ့ချစ်ခြင်းမြတ်တာကိုဖော်ပြထားတဲ့သချင်းပါဒါဆိုသူ့ opinion အနေနဲ့ကတော့တစ်ချက်က the song i like best is a me a လို့ဖော်ပြထားပါတယ်နော် နံပါတ်4ကတော့ဒီကိုကိုရိုင်းရေးရမှာပါ။ Write a paragraph about a popular Myanmar singing contest တခုအကြောင်းကိုရေးခိုင်းတာပါ။ Use the answer to the following question to help you. အောက်ကအဖြေလေးတွေမိကုံးလေးတွေပေးထားတယ်။အဲ့ဒီအဖြေလေးတွေကမင်းတို့ကိုအကူအညီပေးပါလိမ့်မယ်။အဲ့တော့ဒီချက်နောက်မှာ survey အစားတော့ဖြည့်ပေးထားပါတယ်เนาะ။အဲ့တော့ဒီမျိုးကြည့်ပြီးတော့နမူနာယူပြီးတော့ကိုကြိုက်တဲ့ singing contest တခုကိုထည့်ပြီးရေးပေးရမှာပါ။အဲ့ဒီအောက်က question လေးတွေကိုအရင်ဖတ်ပြပါအောင်မယ်။ What is your favorite Myanmar singing contest? မင်းတို့ဂျိုင်းနေတဲ့မြန်မာ singing contest ကပါလေပြီးရင်နောက်တစ်ချက်ပါရမယ့်ချက်က when did you watch it အဲ့ဒါကိုမြင်ဘယ်တော့ကတော့ကြည့်ခဲ့တာလဲ who did you like most အဲ့ဒီမှာမမင်းဘသူကိုကြိုက်ဆုံးလဲ why ဘာကြောင့်ကြိုက်ကြလဲ who was the winner ဘသူက winner ဆုရရှိသွားတာလဲ Do you participate in the voting? မင်းရော voting ပေးတဲ့အထဲမှာပါဝင်ခဲ့သေးလား voting ပေးခဲ့သေးလားပေးခဲ့ရဆိုရင် why ဘာကြောင့်ပေးခဲ့တာလဲမပေးဘူးဆိုရင်လည်းဘာကြောင့်မပေးခဲ့ဘူးဆိုတာတော့သူမျိုးထည့်ရေးပေးရမှာပါ What is your opinion on the Myanmar singing contest? ဒီ Myanmar singing contest နဲ့ပတ်သက်ပြီးတော့တော့သူမျိုးရဲ့ထင်မြင်ယူဆချက်ကိုလည်းကိုယ့်ရဲ့ own idea တွေနဲ့ရေးပေးရမှာဖြစ်ပါတယ်။တော့သူမျိုးကိုးကားလို့ရအောင်နောက်မှတစ်ချက် popular Myanmar singing contest ဆိုပြီးတော့ essay တစ်ပုဒ်ကိုထည့်ပေးထားပါတယ်။ဖတ်ကြည့်ပြီးွားလို့ရှိရင်စိုက်တဲ့နေရာကိုယူရေးလို့ရတယ်။ ိုကားပြီးတော့လေ့လာပြီးတော့ရေးကြည့်လို့ရပါတယ်เนาะ This is the end of my lessons. Thank you for watching. See you on next lesson.